အားလုံးပဲမင်္ဂလာပါ Mind Time YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာတော့ခေတ်အဆက်ဆက်မြန်မာပြည်သူတွေခံစားရတဲ့တဘာဝ BND ရဲ့အကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တဘာဝ BND ရဲ့ဆိုတာဟာကာကွယ်လို့မရတလို့တားဆီးလို့လည်းမရပါဘူးကျူတင်ခတ်မှန်ဖို့လည်းအင်မတန်ခက်ခဲတဲ့အရာတွေပါမြန်မာနိုင်ငံမှာလည်းမကြာခင်ကပဲမတ်လ28ရက်နေ့မှာ ခိုင်းပြည့်ရွေးကြောင်းတခြားရှိမြို့တွေမှာဆာဗာမိုင်းဆာဗာမကနီကျူပြင်အားရှိတဲ့ငလျင်လောက်ကတ်ခဲ့အားလုံးအတိပဲဖြစ်ပါတယ်မြို့ကြီးတွေဖြစ်တဲ့မန္တလေးမြို့နဲ့စကိုင်းမြို့တွေမှာအထီးခိုက်အများဆုံးရှိခဲ့ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာတဘာဝ BNR လို့ဆိုလိုက်တမိုင်းမှာအထီးခိုက်အများဆုံးကတော့2008နာဂေမုံတိုင်းမှာပဲမြန်မာနိုင်ငံဟာဘင်္ဂလားပင်လယ်အော်ကပလီပင်လယ်တွေနဲ့ထိစပ်နေတဲ့အတွက် နှစ်စဉ်မုံတိုင်းဖြစ်ပေါ်လေးရှိပါတယ်။ပင်လယ်နဲ့ထိဆက်နေတဲ့ဒေသတွေဖြစ်တဲ့အေယာဝတီတိုင်းမြဝကျွန်းမော်ဒေသရခိုင်ပြည်နယ်ရန်ကုန်တိုင်းတွေကတော့မုံတိုင်းတွေကိုခံစားရလေးရှိတဲ့ဒေသတွေပါ။မုံတိုင်းဖြစ်ရတဲ့အကြောင်းအရာတော့သမုတ်တေးရရေပြင်ရဲ့ area တစ်ခုမှာအပူချိန်26.5ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်တဲ့အခါလေတွေဟာပူနွေးလာပြီးအထက်ကိုအငွေ့ပြန်တက်သွားပြီး တိမ်တွေမှာသွားပြီးစုနေပါတယ်။ကဘာမြေရဲ့လေပန်းမှုကြောင့်လေတွေဟာလည်းလေပတ်သွားပြီးမုန်တိုင်းဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ဒါကတော့မုန်တိုင်းဖြစ်ပေါ်လာတဲ့အကြံပြမှာ2008နာဂစ်မုန်တိုင်းကတော့ဧပြီလ28ရက်နေ့မှာဘင်္ဂလားပင်လယ်ပေါ်အတွင် ဖြစ်ပေါ်လာခဲ့ပြီးမေလ2ရက်နေ့မှာတော့အေယာဝတီမြဝကျုံးတော်ဒေသကိုဝင်ရောက်လာပြီးလေတိုက်နှုံတနာယီမှာ 80မိုင်အထိရှိခဲ့ပါတယ်။လက်ပတ်တာတမျိုးထဲမှာတေဆုံးသူ8000ကျော်ရှိခဲ့ပါတယ်။နာဂိမုံတိုင်းမှာလူပေါင်း338383ဦးတေဆုံးခဲ့တယ်လို့စည်ရင်းတွေမှာဖော်ပြခဲ့ပေမဲ့အ ਨੇ ဆုံးလူပေါင်း3000အထက်တေဆုံးခဲ့တယ်လို့ယူဆရပါတယ်။အမေရိကန်ဒေါ်လာ30ဘီလီယံအထက်ထိခိုက်ဆုံးရှုံးခဲ့တဲ့နာဂိမုံတိုင်းကတော့ မြမတမိုင်းမှာအကြီးဆုံးတဘာဝဘေးအန္တရာယ်ကြီးပါပဲ။နောက်ဘေးအန္တရာယ်ကတော့မြေပြိုမှုပါ။မြေပြိုမှုလို့ဆိုလိုက်ရင်တော့ဖားကတ်မြေစာပုံပြိုချမှုတွေကိုပဲပြေးမြင့်မိကြမှာပါ။ဖားကတ်မြေပြိုမှုဟာတဘာဝဘေးလို့ပြောဖို့တောင်ခက်ခဲပါတယ်။ဘာလို့လဲဆိုတော့ကမ္ဘာကြောက်စိမ်အများဆုံးထွက်ရှိတဲ့ဒေတာတွေတည်းကတစ်ခုဖြစ်တဲ့ဖားကတ်ဒေတာမှာ ကြောက်စိမ်သူဖို့မှုတွေကိုစိုက်ရန်တရားကြီးတွေနဲ့ဗယံပဒသူဖို့ခဲ့တာနှစ်ပေါင်း20ကျော်ခဲ့ပါပြီအကျိုးဆက်ကတော့မြေပြိုမှုတွေဖြစ်လာတော့တာပါပဲမိုးရွာတဲ့အခါမှာမြေပြိုမှုတွေဖြစ်ပေါ်လာပါတယ်မြေပြိုမှုတွေကြောင့်တည်ဆုံးခဲ့တဲ့ရေမစေးသမားထောင်ကျော်ရှိခဲ့ပါတယ်မိုးကောင်ရေရှားခြင်းမိုးကောင်ရေရှားခြင်းကတော့မြန်မာနိုင်ငံရဲ့အညာဒေတာတွေဖြစ်တဲ့ စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းတွေမှာဖြစ်လေရှိပါတယ်ပထဝီအနည်းအသာအရာကိုကမိုးနေတဲ့ဒေသတွေဖြစ်တဲ့အတွက်နှစ်စင်မိုးခေါင်ရီထားတာတွေဖြစ်လေရှိပါတယ်ရေကြီးခြင်းရေဘေးဟာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာမကြာခဏဖြစ်လေရှိတဲ့ဘေးတစ်ခုပါ2024ခုနှစ်စက်တင်ဘာလမှာဖြစ်ခဲ့တဲ့ရေကြီးခြင်းဟာဆိုရင်တော့2008နာခင်းနဲ့2025ငလျင်ပြီး ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့တဘာဝဘေးအန္တရာယ်ပါရေကြီးခြင်းဖြစ်ရတဲ့အကြောင်းအရာတော့မိုးတွေအသေးအတန်အဆက်မပြတ်ရွာသွန်းမှုတွေကြောင့်၆တွေးတဲ့အပူပိုင်းဒေသမှာမြေကြီးဟာမာပြီး၆တွေးတဲ့အတွက်ရေကိုမဆုပ်ယူနိုင်ပါဘူးဒါကြောင့်မြေကြီးပေါ်မှာရေတွေပြည့်ရှံလာပါတယ်မိုးအသေးအတန်ရွာပြီးနောက်မှာတောင်ကျရေတွေထိုးဆင်းလာပြီးမြေရေတွေအလွန်တက်လာပါတယ် ဆဲကြီးတွေဟာလည်းရေများလွန်းတာကြောင့်ဆဲမကျိုးကြအောင်ရေလွတ်ပေးရပါတယ်။အဲ့ဒါတွေကြောင့်မြို့တွေကားလန်းတွေပေါ်မှာရေတွေပြည့်ချံကုန်ပါတယ်။2024စက်တင်ဘာလမှာတော့မန္တလေးတိုင်းနဲ့နေပြည်တော်တွေမှာရေပေးအ திக ခံစားခဲ့ရပြီးနိုင်ငံတော်ဝန်လုံးနေရာတော်တော်များများမှာ ရေကြီးရေရှမ်းမှုတွေဖြစ်ခဲ့ပါတယ်။ငလျင်ပေငလျင်ပေကတော့မကြာခင်ကစကိုင်းပြည့်ရွေကြောင်းတစ်လျှောက်က မြို့တွေမှာငလျင်တန်ခံစားခဲ့ရပြီးအပြင်းဆုံးခံရတဲ့ဒေသမှာတော့ငလျင်ပြင်းအား7.7မကနီကျူပြင်းအားရှိခဲ့ပါတယ်ငလျင်ဟာကြိုတင်ခတ်မှန်လို့မရတဲ့တဘာဝဘေးတစ်ခုဖြစ်ပြီးအတိတ်ကဖြစ်ခဲ့တဲ့ငလျင်တွေ အပေါ်အခြေခံပြီးရောပဲခတ်မှန်ကြရတာဖြစ်ပါတယ်ငလျင်လှုပ်ခြင်းအကြံဖြစ်ရတော့ကဘာကိုအပိုင်းကြီးတွေနဲ့ဖွဲ့စည်းထားပါတယ်အဲ့ဒီအပိုင်းကြီးရဲ့ဟာလေအမြဲတစေ ရွေးလျားနေတာဖြစ်ပါတယ်ရွေးလျားနေတဲ့အပိုင်းတွေအချင်းချင်းတိုင်းပြီးတဲ့အခါမှာတော့ငလျင်ဖြစ်ပေါ်လာတော့တာပါပဲ2025မတ်လ28ရက်နေ့မှာဖြစ်ခဲ့တဲ့ငလျင်ကတော့မြမတမိုင်းတလျှောက်အထီးခိုက်အများဆုံးငလျင်ဖြစ်ခဲ့ပါတယ်မန္တလေးကျုံအင်းဝမဲနုအုပ်ကြောင်းနဲ့အထွတ်အမြတ်ထားရာစီတီများစွာထိခိုက်ခဲ့ပါတယ်လူတောင်းနဲ့ချီထိခိုက်ခဲ့ပြီးငလျင်ဗဟုချက်ဖြစ်တဲ့စကိုင်း မန္တလေးမြို့နဲ့အနီးဝန်းကျင်မြို့တွေမှာအထီးခိုက်အများဆုံးဖြစ်ခဲ့ပါတယ်။နိုင်ငံပေါင်းများစွာအကယ်ဆယ်ရေးသမားများစွာ အကူအညီလာရောက်ခဲ့ရပြီးနိုင်ငံတကာအနေနဲ့အထောက်အပံ့များစွာ ပေးခဲ့ရပါတယ်။ American dollar 4 billion နဲ့ညီများတဲ့ဆုံးရှုံးမှုတွေရှိခဲ့ပြီးမြန်မာတမိုင်းမှာအထီးခိုက်အများဆုံးဘီလီယံဖြစ်ခဲ့ပါတယ်။ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့ရတော့ခေတ်အဆက်ဆက်မြန်မာပြည်မှာ အထီးခိုက်အများဆုံးတဘာဝ BND ရဲ့အကြောင်းကိုတင်ဆက်ပေးသွားခဲ့ရဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်